အစ္စရေးနဲ့အီရန်ကတော့ဒီနှစ်မနက်ပိုင်းမှာပဲဆက်လက်တိုက်ခိုက်နေစေဖြစ်ပါတယ်။အီရန်တို့ကအမေရိကန်ပြတိန်နဲ့ပြင်သစ်အစေ့အခြေစခန်းတွေကိုတိုက်ခိုက်မယ်ဆိုပြီးချင်းချောက်လိုက်ပါတယ်။အစ္စရေးကိုလက်တုံးမြတ်တိုက်ခိုက်တဲ့အီရန်ရဲ့ဒုံးကျည်တွေနဲ့ဒရုန်းတွေကို၎င်းတို့ရဲ့စစ်အခြေစခန်းတွေမှာတင်မောတွေကကူညီပစ်ချပေးနေလို့အမေရိကန်ပြတိန်နဲ့ပြင်သစ်တပ်ဖွဲ့တွေကိုအီရန်ကသတိပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါဟာစစ်ပွဲကိုပုံမှန်ကျပြန့်လာဖို့ရှိနေပါတယ်။ အမေရိကန်ကအစ္စရေးကိုခုခံကောက်ကွယ်ပေးမယ်လို့ဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးအမေရိကန်တပ်ဖွဲ့တွေဟာအစ္စရေးကိုချီးကပ်လာတဲ့အီရန်ဒရုန်းတွေနဲ့ဒုံးကျည်တွေကိုကူညီပစ်ချပေးခဲ့ကြောင်းသတင်းတွေမှာအတည်လင်းဖော်ပြလာပါတယ်။အီရန်ရဲ့လက်စားချင်းမှုမှပြင်သစ်ကအစ္စရေးအားခုခံကောက်ကွယ်ပေးမယ်လို့ပြင်သစ်သမ္မတမက်ခရွန်ကလည်းပြောပါတယ်။ဗြိတိန်ဝန်ချုပ်ကီယာစတာမာကတင်းမာမှုရှော့ချဖို့လိုအပ်ကြောင်းအလေးပေးပြောခဲ့ပြီး ဖြစ်တဲ့အဖွဲ့တွေကတော့အစ္စရေးကိုစည်ရေးကူညီတစုံတရာမှမပေးခဲ့ဘူးလို့ဆိုပါတယ်အစ္စရေးကိုကာဝယ်ဖို့နောက်နိုင်ငံတွေရဲ့ပံ့ပိုးကူညီမှုကိုဟန်တားဖို့အီရန်ကတော့ကြိုးပမ်းနေပြီအစ္စရေးကိုပြစ်လွတ်တဲ့ဒုံးမြတ်တွေနဲ့ဒရုန်းများစုဟာပြစ်မှတ်ကိုမရောက်ရှိမီကြားဖြတ်ဟန်တားပြစ်ချခံနေရပါတယ်ဒါမဲ့စနေနေ့မှာနိုင်ငံပိုင်မီဒီယာကသင်ပေါ်ပြတဲ့ချင်းချောင်းမှုကအီရန်အတွက်ကြီးမားတဲ့အလဲပြောင်းတစ်ခု ဖြစ်လာမှာဖြစ်ပြီး အစ္စရေးရဲ့အစမပြတ်ဘုံကျဲတိုက်ခတ်မှုခံရတဲ့အီရန်ဟာအနောက်နိုင်ငံတွေကိုပဋိပက္ခအတွင်းခေါ်သွင်းလိုက်တယ်လို့ဖြစ်သွားမှာပါအစိုးရလက်ဝှေ့ခံနေဒါမှမဟုတ်လွတ်လပ်တဲ့အဖွဲ့အစည်းတွေဟာအမေရိကန်နိုင်ငံသားတွေအမေရိကန်ခြေစိုက်စခန်းတွေဒေသတွင်းမှာရှိတဲ့တခြားအမေရိကန်ခြေကံအဆောက်အုံတွေကိုပြစ်မှတ်မထားသင့်ပါဘူးမဟုတ်ရင်အီရန်ဟာစိုးရွားတဲ့ကြိုးစားရလိုက်မယ်လို့အမေရိကန်ကသတိပေးခဲ့ပါတယ် စနေနေ့မှာအစ္စရေးလေယာဉ်တွေကတီဟီရန်ကိုဒိကထားဘုံကျဲတိုက်ခတ်ခဲ့ပြီးအီရန်က လေကြောင်းစစ်ပွဲဒုတိယမြောက်နေ့မှာဒုံးကြီးတွေဒုံးတွေနဲ့အပြင်းထန်ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার စစ်စင်ကိုပြက်ပြားစေဖို့စိတ်ပိုင်းဖြတ်ထားပုံရပြီးအီရန်ကတော့ဒီအလေးငိုက်တိုက်ခိုက်မှုအတွက်နောင်တရစေရမယ်လို့ခရီးပြပါတယ်။အီရန်ကဒုံးကြီးတွေဒုံးတွေနဲ့လက်တော့မြတ်တိုက်ခိုက်မှုကြောင့်အစ္စရေးမှလည်းထိခိုက်မှုတွေအများကြီးရှိခဲ့ပါတယ်။ အစ္စရေးရဲ့သားတွေကိုဒုံးကြီးတွေနဲ့ဆက်လက်ပစ်ခတ်နေရင်အီရန်ဟာမီးလောင်တိုက်သွင်းခံရမယ်လို့အီရန်ထိပ်တန်းခေါင်းဆောင်အရာဒူလာခါမီနီကိုအစ္စရေးကဝေဦးကြီးအစ္စရေးကတ်စ်ကသတိပေးခဲ့ပါတယ်။အီရန်ဟာခုချိန်ထိပယ်ထင်းဒုံးကြီး၂၀၀ခန့်အစ္စရေးကိုပစ်ခတ်ခဲ့ပြီးဒီထက်ပိုများလာတဲ့ဒရုန်းတွေကိုပစ်လွတ်ခဲ့ပေမဲ့အများစုကိုကြားဖြတ်ဟန်တားနိုင်ခဲ့တယ်လို့အစ္စရေးကဝေတပ်ဖွဲ့ IDF ကဆိုပါတယ်။ စစ်ပွဲစတင်ချိန်မှာဆကအစ္စရေးစစ်လေယာဉ်တွေဟာလက်လက်ခဲရန်ရာပေါင်းများစွာနဲ့အီရန်နိုင်ငံတွင်းမှာရှိတဲ့ပြစ်မှတ်150ကိုတိုက်ခိုက်ခဲ့တာပါ။စစ်လေယာဉ်နဲ့လက်လက်စောပိုင်းကအီရန်နိုင်ငံမြို့တော်ရှိပြစ်မှတ်တွေကိုတိုက်ရမှာလက်လက်ရင်ဒါဇင်ပေါင်းများစွာကလည်းလေကြောင်းရဲကာကွယ်စစ်တွေကိုအဓိကအယုံဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ တီဟီရန်မှာရှိတဲ့အဆောင်တလုံးတိုက်ခတ်ခံမှုမှာခလင်းငယ်20ပေါင်လူ60ခန့်သေဆုံးခဲ့ပါတယ်။အစ္စရေးတိုက်ခတ်မှုတွေလူ98ဦးသေဆုံးပြီး320ကျော်ဒဏ်ရာရပြီးအများစုမှာအရက်သားတွေဖြစ်တယ်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုင်ရာအီရန်တန်တမန်ကပြောပါတယ်။အစ္စရေးချင်းမုံမှုကြောင့်သေဆုံးခဲ့ရသူတွေထဲမှာအီရန်ထိပ်တန်းပို့ချုပ်အများအပြားနဲ့နျူကလ িয়ার သိပ်ပတ်ပညာရှင်၉ဦးလည်းပါပါတယ်။တောက်ကြနေကနာတန်မှာရှိတဲ့ဆေးဝါးတိုက်ခတ်မှုမှာပျက်စီးဆုံးရှုံးမှုတွေကြီးမားခဲ့တယ်လို့အစ္စရေးကပြောပါတယ်။ အီရန်ဘက်ကနေပြီးတော့အဲ့ဒီလိုမျိုးဗြိတိန်အမေရိကန်ပြင်သစ်တို့ရဲ့စေးချစ်တဲ့စခန်းတွေကိုတိုက်ခိုက်မယ်လို့တရင်ထွက်လာခြင်းပါပဲဗြိတိန်ကလည်းအရှိလေပိုင်းကိုသူတို့ရဲ့တော်ဝင်တိုက်လေရင်တပ်ဖွဲ့တွေစေလွတ်လိုက်ပြီဖြစ်ပါတယ်ဗြိတိန်ဝန်ချုပ်ဆာကီယာစတောင်းမားကဒေတာတွင်လုံခြုံရေးကိုအထောက်အကူဖြစ်စေဖို့အရေးပေါ်ကူညီဖြစ်တိုက်လေရင်နဲ့လောင်စာဆီဖြစ်လေရင်နဲ့စေလွတ်ထားတာဆိုပါတယ်ပြည်ထောင်အရီဒေသမှာတောင်ဝင်လေတက်မှလေရင်နဲ့သင်းမိုးတွေနဲ့ဆေးချစ်တဲ့စခန်းတွေရှိနေနေပြီဖြစ်ပါတယ် ပြတိန်တက်တဲ့အနေနဲ့အစ္စရေးတိုက်ခိုက်မှုကိုကူညီပံ့ပိုးရင်အီရန်နဲ့ထိတ်တိုက်တွေ့မယ်လို့အီရန်ကချင်းချောက်ထားပါတယ်။ပြတိန်ခြေစကမ်းမြောက်မှာလောင်စာစီဖြစ်လျင်တွေကိုတက်ဖြန့်ထားပြီးဖြစ်ကမြန်နှုံးမြင့်ချက်လျင်တွေကိုလည်းဒေတာတွေဆစ်လွတ်သွားဖို့ရှိပါတယ်။ဒါဟာပြတိန်အနေနဲ့ပြိပခါမှာပါဝင်ဖို့အသင့်ဖြစ်ပြီလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးစကီယာစတာမတ်ကအမှတ်ချက်ပြုဖြေကြခြင်းရှိပါဘူး။ဒါပေမဲ့ပြတိန်ဟာရှေ့ကိုတိုးဖို့ခြေတလန်းပဲလိုတော့တယ်လို့ပြောတော့ပါလိမ့်။ ပရိပကသာအရှင်ထမြင့်လာရင်ကိုညီပေကိုတက်လိင်တွေကိုတင်ပြထားတာလို့ပြည်တွင်းကြီးချုပ်ကထုတ်ပြန်ပါတယ်။ကျွန်တော်ပြည်တိုင်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုပဲအမြဲချမှတ်ပါပါ။ဂျက်လိင်တွေပေါင်ရင်စစ်ပတ်သုံးရင်တွေဆေလွတ်နေပါတယ်။ဒါအရေးပေါ်ကူညီတွက်ပါ။ဝန်ကြီးချုပ်တယောက်အနေနဲ့တောင်ဝတရားကိုအယုံဆိုင်ပြီးချင့်ချင်လုပ်နေပါတယ်။ကျွန်တော်တို့လုပ်နေသူများဆွေးနွေးနေသူများအားလုံးဟာပရိပကတွေအရှင်လျှော့ဖို့ပါလို့ဆာကီယာစတာမာကပြောပါတယ်။ဆာကီယာစတာမာဟာ G7 စီးပွဲမှာအီရန်နျူကလ িয়ার အစီအစဉ်နဲ့ဂါဇာမှာအစ္စရေးလုပ်ရတဲ့နဲ့ပတ်သက်တဲ့ဖိအခါနဲ့ဆိုးပတ်သက်ပြီးတော့စိုးရိမ်မှုကိုထောက်ဖော်ပြောကြားနိုင်မှုရှိပြီးတိုက်ခိုက်မှုတွေရပ်တန့်ရင်အတွက်ဖိအားပေးနေပါတယ်။ G7 စီးပွဲကမြန်မာချင်းဆိုင် တွဲဆောင်ဆွေးနွေးမှုအခွင့်ကောင်းတစ်ခုပါ။ဒီဆွေးနွေးမှုကတော့ဘယ်လိုပဲဖြစ်အဆက်ရှိနေမှာပါ။ကျွန်တော်အနေနဲ့ဒီခုဖြစ်နေတဲ့ပြိပကတွေကိုဆွေးနွေးမှုနဲ့ပဲအဆုံးသတ်စေချင်တယ်လို့စာကီယာစတာမတ်ကပြောပါတယ်။အီရန်အစ္စရေးစစ်ပွဲကိုအဆုံးသတ်တဲ့နယ်လို့ရုရှားသမ္မတဘူတင်ကပြောနေသလို ဒေါ်နယ်ထရန့်ကလည်းအပြန်အလှန်အဖြစ်ယူကရိန်းစစ်ပွဲကိုလည်းအဆုံးသတ်တဲ့နယ်လို့ပူတင်ကိုပြန်ပြောခဲ့ပါလိမ့်။ဒေါ်နယ်ထရန့်လည်းပြောဆိုချက်နဲ့ပတ်သက်ပြီးပူတင်ကတော့ဘာမှတုံ့ပြန်ဖြေရှင်းခြင်းမရှိပါဘူး။ဇွန်လ14ရက်နေ့မှာကြားရောက်တဲ့သမ္မတထရန့်ရဲ့မွေးနေ့မှာရုရှားသမ္မတပူတင်ကဖုန်းဆက်သွယ်ပြီးမွေးနေ့ဆုတောင်းစကားပြောခဲ့တယ်လို့ဆိုပါတယ်။တလိုင်းနီးပါးကြဖုန်းဆက်ပြောချိန်မှာမွေးနေ့ဆုတောင်းစကားဆိုတာထက်ပူတင်ကောင်းကောင်းသိထားတဲ့အီရန်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းပြောဖြစ်ခဲ့ပြီးရုရှားယူကရိန်းနဲ့ပတ်သက်လို့ နည်းနည်းပဲပြောဖြစ်ခဲ့တယ်လို့ထရန့်ကဆိုပါလေအကျဉ်းသားလဲလဲစီစီနေလုံနေတာကိုပူတင်ကပြောဆိုခဲ့ပြီးနောက်တစ်ပတ်မှာတော့ရုရှားယူကရိန်းနဲ့ပတ်သက်လို့များများပြောဖြစ်မယ်လို့ယူဆကြောင်းနဲ့ထရန့်ကဆိုပါလေအစ္စရေးနဲ့အီရန်ကြားကစစ်ပွဲအဆုံးသတ်တဲ့လို့ယုံကြည်ကြောင်းပူတင်ကပြောသလိုသူရဲ့ယူကရိန်းစစ်ပွဲကိုလည်းအဆုံးသတ်တဲ့လို့ကျွန်တော်ပြန်ရှင်းပြခဲ့ကြအောင်ဘရင်ကသမတ်ထရန့်ကလူမှုကွန်ရက်မှာရှင်းထားပါလေဒါတော့ဒီမှာတော့ အီရန်နဲ့အစ္စရေးတိုက်ပွဲဟာတတိယနေ့ဖြစ်ရောက်ရှိလာပြီးနှစ်ဖက်ပြန်လည်တိုက်ခိုက်မှုတွေရှိနေတာပဲဖြစ်ပါတယ်။ရှေးလက်ပိုင်းဒေသကခါးသီးတဲ့ပြိုင်ဘက်နိုင်ငံဟာလေကြောင်းကနေတိုက်ခိုက်မှုတွေကိုလုံးဝမလျှော့ဘဲလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဆော်လာဆောင်အိုင်းဒီမှာအီရန်ဟာအစ္စရေးဘက်ကိုဒုံးကျည်တဲ့အလုံးကြီးနဲ့နောက်တစ်ပုတ်ပြစ်ခတ်ခဲ့တယ်လို့အစ္စရေးကလည်းအီရန်နိုင်ငံအနှံ့ကစီရင်တဲ့နျူကလ িয়ার နှိပညာဆိုင်ရာအဆောက်အအုံတွေကိုလေကြောင်းကဆက်လက်တိုက်ခိုက်နေသေးပါ ဒီစစ်ပွဲမှာပေါ်လွင်သွားတာကအီရန်အနေနဲ့လေကြောင်းကာကွယ်ရေးစနစ်မှာမြန်ချင်းနဲ့ဆိုတာတော့ပေါ်လွင်သွားပါလေဇွန်14ရက်ညပိုင်းနဲ့ဇွန်15ရက်မနက်ပိုင်းတုန်းကအီရန်ဒုံးကြီးတွေဟာအစ္စရေးမြောက်ပိုင်းကြားရောက်ပေါက်ွယ်ပြီးအနည်းဆုံး9ဦးသေပြီးတော့13ဦးလောက်ဒဏ်ရာရပါတယ်အလားတူဇွန်15ရက်နေ့မနက်အာယုံတက်ခင်မှာအစ္စရေးဟာတီဟီရန်မှာရှိတဲ့အီရက်ကာကွယ်ရေးဝန်ကြီးနေရာထဲကနေကိုလေကြောင်းကတိုက်ခတ်ခဲ့ကြောင်းအီရန်မီဒီယာတွေကဖော်ပြပါတယ်တီဟီရန်အနောက်မြောက်ပိုင်းမှာရှိနေတဲ့ရှာဟန်ရင်းနှီးရုံးတွေကိုလည်းအစ္စရေးကတိုက်ခိုက်ပါတယ် အဲ့ဒီနေရာမှာအပြင်းထန်မီးလောင်နေပြီးနိုင်တဲ့အချိန်ကြာမြင့်တဲ့အထိမီးကိုထိန်းချုပ်ဖို့ကြိုးစားနေရပါတယ်လူမှုကွန်ရက်ပေါ်မှာပြန့်နေတဲ့ဗီဒီယိုတွေမှာတော့အစ္စရေးမြောက်ပိုင်းဒေသကုန်းကြီးရံကိုဝင်ရောက်လာတဲ့အီရန်ဒုံးကြီးတွေကိုလည်းတွေ့ခဲ့ရပါတယ်အစ္စရေးမီဒီယာတွေကအဲ့ဒီဒုံးကြီးတွေကတချို့ဟာ hyper နဲ့ tamra မျိုးတွေကိုထိခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်အီရန်ဟာစွန့်ရဆိုင်ရာအခြေခံစောင့်နေတည်ရှိပြီးမဟာဗျူဟာရအရေးပါတဲ့ hyper ကိုဆက်လက်တိုက်ခိုက်လာနိုင်ကြောင်းကြိုတင်ခံမှုတွေရှိခဲ့ပြီးသားပါ အီရန်ဒုံးကြီးတွေဟာအစ္စရေးနိုင်ငံလယ်ပိုင်းကိုလည်းကြားရောက်ခဲ့ပြီးတဲလဘစ်မြို့နယ်အေရီးယားတစ်ခုဖြစ်တဲ့ပယံမှာလည်းဒုံးကြီးထိမှန်တဲ့နေရာတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေအခုတပြေးဆောင်ရွက်နေရပါတယ်။အဆောင်တစ်ခုကိုဒုံးကြီးတရားထိမှန်ပြီးအနည်းဆုံး3ဒေကာ100လောက်တန်ရပါတယ်။စောပိုင်းမှာအစ္စရေးကဝန်ကြီးအစ္စရေးကတ်ကအီရန်သားဒုံးကြီးပြစ်ခတ်မှုကိုမရက်ဘူးဆိုရင်အီရန်မျိုးလုံးမီးဟုံဟုံတောက်စီရမယ်လို့ချိန်ချောက်ခဲ့ပါတယ်။အီရန်ရဲ့အင်အားကြီးဆုံးလက်နက်တပ်ဖြစ်တဲ့အီရန်ဒေါ်လာရဲ့စောင်းတ IRGC ရဲ့ထုတ်ပြန်ချက်မှာတော့ စောစံငိုင်းနဲ့တက်ခတ်မှုမှာအစ္စရေးရဲ့လေရင်စီထုတ်လုပ်တဲ့နေရာတွေဒီကပြစ်မှတ်ထားခဲ့တယ်ဆိုပါတယ်အစ္စရေးဘက်ကရန်လိုမှုတွေဆက်ရှိပြီးအီရန်တက်ခတ်မှုကလည်းပုံမအရှိန်ညှင့်လာမယ်ဆိုပြီးတတိပေးချင်းချောက်ထားပါတယ်လောလောဆယ်အခြေအနေအရဒီကိစ္စကိုဘယ်နိုင်ငံကမှဝေရောက်ဖြေရှင်းရင်းရှိသလိုအားလုံးကတော့ပွဲကြီးပိတ်သက်အနေနဲ့စောင့်ကြည့်နေတဲ့အနေအထားရှိနေတာပဲဖြစ်ပါတယ်လရှိမှာတော့ဇော်လ19ရက်နေ့မှာအိုမန်နိုင်ငံမှာကျင်းပဖို့ရှိတဲ့ American Iran ထိပ်သီးဆွေးနွေးပွဲကိုဖျက်သိမ်းကြောင်း ထိုမှာနိုင်ငံကြိုင်းဝန်ကြီးကပြောပါတယ်ဆွန်နွေပွဲဘာကြောင့်ဖြစ်လိုက်တယ်ဆိုတာဖော်ပြမှထားပေမဲ့တန်တမန်နီနဲ့တွဲဆောင်ဆွန်နွေလမ်းကြောင်းဟာရေရှည်တည်တမဲ့ငင်းချဲရဖို့အတွက်တစ်ခုပြီးသောလမ်းပါလို့အိုမန်နိုင်ငံကြိုင်းဝန်ကြီးကရေးသားထားပါတယ်အီရန်နိုင်ငံကြိုင်းဝန်ကြီးကတော့နျူကလ িয়ার ဆိုင်အဆောင်တွေကိုအစ္စရေးကတိုက်ခိုက်ပြီးမှအမေရိကန်နဲ့ဆွေးနွေးဖို့ဆိုတာဟာအိပယ်မရှိတော့ဘူးလို့ပြောထားတယ်လို့အီရန်အနေနဲ့ရန်သူတွေကိုဘလို့တုံ့ပြန်မယ်ဆိုတာပဲလောလောလတ်လတ်အာယုံဆက်နေတယ်လို့ပြောပါတယ်လက်ရှိပွန်ဟမ်မင်းကြီး ပုတ်လီယိုတတိငါတော့အစ်ဇူနဲ့အီရန်ကြားတိုက်ခိုက်မှုတွေဖြစ်ပေါ်နေကြ။အစ်ဇူနဲ့အီရန်ဟာတာဝန်ယူမှုနဲ့စင်ကြောတရားရှိတာကိုပြသကြပါလို့တိုက်တွန်းပါတယ်။အခုဖြစ်နေတဲ့ချိန်ကအရန်ဆိုးရပါတယ်။တာဝန်ယူမှုနဲ့စင်ကြောတရားရှိကြဖို့ကျွန်တော်တကြိမ်မြတ်ရဲ့ခံပါတယ်လို့ပုတ်လီယိုကထုတ်ပြန်ခဲ့ပါတယ်။နျူကလ িয়ার ချင်းချောင်းမှုကိစ္စနဲ့ဘေကင်းလုံးမျိုးနဲ့ကဘာကြီးကိုထူထောင်ဖို့လေးစားမှုရှိတဲ့အစည်းအဝေးတွေနဲ့စစ်မှန်တဲ့ဆွေးနွေးမှုကတစ်ဆင့်လှုပ်ဆောင်ရမှာပါ။ ။တူရဲ့ရည်တည်မှုတူကလုံးဝမချင်းချောက်တဲ့ပါဘူးလို့ပေါ်ဟမ်မင်းကြီးကတော့မေတ္တာရက်ခံခဲ့တာပဲဖြစ်ပါလိမ့်။ဒါအပြင်ကုလသမဂ္ဂဒီလီတွင်မှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကလည်းနှစ်ဖက်အပြန်အလှန်တင်းမောက်မှုတွေကိုရှော့ချဖို့မေတ္တာရက်ခံတယ်လို့ဆိုပါလိမ့်။လက်ရှိပြည်ထောင်စုတနမန်နီနဲ့လည်းဖြည့်ရှင်ပြီးငင်းကြေးရတာဖော်ဆောင်ကြဖို့ဆိုပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার ဆေးရုံကိုပုံကျဲတယ်။အီရန်ကလည်းအစ္စရေးရဲ့တဲလီဗင်မြို့တော်ကိုဒုံးကျည်နေတိုက်ခိုက်တယ်။ တော်သင့်ပါပြီရတန်းရမယ့်ချိန်ရောက်ပါပြီအားလုံးငြိမ်းချမ်းရေးနည်းနဲ့တန်တမာရေးနည်းနဲ့ဆွေးနွေးမြင်နိုင်ကြပါဒါဆိုကဘာကြီးကငြိမ်းချမ်းရပါလိမ့်မယ်အောင်နိုင်ရပါလိမ့်မယ်လို့ဘူတာရက်စ်ကလူမှုကွန်ရက်ပေါ်မှာရှင်းသားခဲ့တာပဲဖြစ်ပါတယ်ကုလသမဂ္ဂထရီတွေ့မှုလို့အန်တိုနီယိုဂူတာရက်စ်ဟာသူ့ရဲ့လက်ထက်မှာအခုအစ္စရေးနဲ့အီရန်ပဋိပက္ခရုရှားယူကရိန်းအရေးမြောက်ကိုရီးယားအရေးအရှေ့လယ်ပိုင်းအရေးတွေနောက်ပြီးတော့ထိုင်းကမ္ဘောဒီးယားစီးရေးပဋိပက္ခအရှိန်တင်းမာမှုအိန္ဒိယတရုတ် စီယေပလီပကနေဇမရှင်အိန္ဒိယပါကစ္စတန်စီယေချင်းတွေကြောင့်တော်တော်လေးကိုစိတ်ပြတ်ဖွယ်ရရှိနေတယ်လို့သိရပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်ရမှာမိမိတို့မပါဘူးလို့အမေရိကန်သမ္မတထရန့်ကဘလို့ပဲညင်းပေမဲ့ထပ်ပေါ်လာတဲ့သတင်းအချက်အလက်အခြေခံတွေအရအမေရိကန်ဟာနောက်ွယ်ကနေအစ္စရေးကိုအပြေအဝါထောက်ပံ့ပေးတယ်ဆိုတဲ့အချက်တွေပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစ္စရေးကအီရန်ကိုတိုက်မဲ့ရမှာ မရိကန်ပင်ကိုစစ်တော်နဲ့ပြုတ်ခုလုံးပြောင်းပန်းခတ်အောင်လှုပ်ရှုပ်နေတယ်လို့ဆိုပါတယ်။တမရအီဂျီရိုမာနဲ့တမရထွက်တဲ့အစိုးရအဖွဲ့ဟာညာလိုဘက်ကိုစူးလွေးမှုတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်လာပါလိမ့်။နောက်ပြီးတော့အစ္စရေးကတိုက်တဲ့ဟာကအီရန်နဲ့အမေရိကန်နျူကလ িয়ার စူးလွေးပွဲပြက်လူစတဲ့အခြေအနေဖြစ်သွားပြီးတဲ့နောက်မှာအမေရိကန်ကမီးစိမ်းပြလိုက်ပုံရတယ်လို့လည်းဆိုပါတယ်။ဒါကြောင့် အစ္စရေးဥပဒေနေတာညာဟုဟာနိုင်ငံသမားထရန့်ရဲ့အမိန့်ကိုခံပြီးတော့အစ္စရေးကိုတိုက်ခိုက်တာဆိုတဲ့သုံးသပ်ချက်တွေလည်းထွက်နေပါလိမ့်။အပြာလန်အဖြစ်အီရန်ကလည်းအစ္စရေးကိုလက်စားချေတဲ့အနေနဲ့ဒုံးကျည်ပေါင်း800နီးပါးနဲ့ပြစ်ခတ်တိုက်ခိုက်ပေမဲ့အမေရိကန်ကတဝက်လောက်ကိုကြားဖြတ်ပစ်ချပေးခဲ့တယ်လို့သိရပါလိမ့်။ဒါဟုတ်အမေရိကန်ကအစ္စရေးကိုကူညီပေးတာလို့ဆိုပါလိမ့်။ဒါပေမဲ့ဒီစပွဲမှာကျွန်တော်တို့မပါဘူးလို့အမေရိကန်သမ္မတထရန့်ကတော့ခုချိန်ထိပြောင်းပြောင်းတင်းတင်းပဲပြောနေစေဖြစ်ပါလိမ့်။ အီရန်နျူကလ িয়ার ဆဲအုံတွေနဲ့ထိုက်တန်းစစ်ကောင်းဆောင်တွေပေါ့အစ္စရေးတိုက်ခိုက်မှုတွေလက်တုံ့ပြန်နေနေနဲ့အီရန်ကပစ်လိုက်တဲ့ဒုံးကြီးတွေကိုအမေရိကန်လေကြောင်းရံကာကွယ်ရေးစနစ်တွေနဲ့ရေတပ်ဖြတ်သိမ်းမှုတွေကကူညီပစ်ချခဲ့တယ်လို့သိရပါတယ်မီရေပင်လေကလည်းဖြစ်တာလို့ဆိုပါတယ်။အမေရိကန်မှာမြေပြင်ခြေဆက်ပက်ထရီယော့ဒုံးကြီးကာကွယ်စနစ်နဲ့အရှေ့လေဘက်မှာထားရှိတဲ့တာမီနယ်ဟိုက်အာတီကျူလေကြောင်းရံကာကွယ်စနစ်တွေရှိပြီးတော့အစ္စရေးရဲ့ကနဦးတက်ခတ်မှုအတွက်အီရန်ကလက်တုံ့ပြန်ဖြစ်ခဲ့တဲ့ပယ်ထင်းဒုံးကြီးတွေကို၎င်းတို့ကကြားဖြတ်ဟန့်တာပေးခဲ့တာဖြစ်ပါတယ်။ မြေရဲဘက်လည်းရှေ့ဘက်မှာရှိတဲ့ရေတပ်ဖြတ်သိမ်းမှုတစ်စင်းကလည်းအစ္စရေးဘက်ကိုဦးတည်သွားတဲ့အီရန်ဒုံးကြီးတွေကိုပစ်ချခဲ့တယ်ဆိုပါတယ်။အမေရိကန်ဟာရှေ့ဘက်လည်းပိုင်းမှာရှိတဲ့သင်းမောတွေပါဝင်စစ်ဘက်ဆိုင်ရာရေမြစ်တွေကိုရွှေ့ပြောင်းပြီးတိုက်ခိုက်မှုတွေကိုတုံ့ပြန်နေပါတယ်။ပေထင်းဒုံးကြီးတွေကိုခုခံကာကွယ်နိုင်တဲ့အမေရိကန်ဖြတ်သိမ်းမှု USS Storm Hunter မြေရဲဘက်လည်းလောဘမှာရှေ့ဘက်ကိုရွံ့လွင်မှုနှိမ်ချထားသလိုအင်ဂျီတော်ကတောင်းဆိုလာပါကအသေးအနေထားဖြစ်စီဖို့ဒုတိယဖြတ်သိမ်းမှုတစ်စင်းဟာရှေ့ကို တိုးလာဖို့ညွှန်ကြားထားတယ်လို့အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။အမေရိကန်တပ်လီရင်တွေဟာလူပုဂ္ဂိုလ်တွေနဲ့စစ်စင်မှုကိုကောက်ကွယ်ဖို့အတွက်အရှိအလယ်ပိုင်းကောင်းကင်ရံမှာလည်းကင်းလဲ့နေပြီးဒေသတွေမှာရှိတဲ့ latest scan တွေမှာလုံခြုံရေးသတိထားမှုတွေထပ်မံလှုပ်ဆောင်နေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။အမေရိကန်သမ္မတထရန့်က၎င်းရဲ့မျိုးသားလုံခြုံရေးကောင်စီကြီးကဲတွေနဲ့လည်းတွေ့ဆုံခဲ့ပြီးရွေးချယ်စရာနည်းလမ်းတွေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ပုံမှန်အဖြစ်တဖွဲ့ဝင်3000ခန့်အားရှေ့လေပိုင်းမှာခြေဆက်ပြင်မဲ့ခုကတဖွဲ့ဝင်4000ခန့်တော်မှာတိုးသွားပြီဆိုပါတယ်။ရီမင်မှာရှိတဲ့အီရန်ကျောင်းထောင်းနောက်ခံမျိုးဟူတီတပ်တွေကလည်းပင်လယ်နီမှာရှိတဲ့ကုန်တော်ရေးစနစ်မော်တွေကိုအဆက်မပြတ်တိုက်ခိုက်လို့အစ္စရေးနဲ့အီရန်တို့ကြားတင်းမောင်းမှုတွေဖြစ်ပေါ်ချိန်အဲ့ဒီအရေးအတွက်ဟာ4000 3000ထိမြင့်တက်လာတာဖြစ်ပါတယ်။အမေရိကန်ရဲ့ လေနေသင်းမောကြီး USS Carvinson ဟာလည်းအာရိပြပင်လယ်မှာရှိပြီးဒေသတွင်းမှာရှိတဲ့ဒဇီးတဲသောလေနေသင်းမောဖြစ်ပါတယ်။တမနာထွန်ရဲ့အမိန့်ကိုစောင့်နေတယ်လို့လည်းသိရပါတယ်။တမနာထွန်ကတော့ Israel စစ်စီရေးအထူးအောင်မြင်တယ်လို့ပြောပြီးအချိန်မလောင်းခင်ညှိနှိုင်းမှု Iran ကိုသတိပေးနေပါတယ်။ Iran ကို Israel လေကြောင်းတိုက်ခိုက်မှုကအကြီးကျယ်အောင်မြင်ခဲ့တဲ့စစ်စီရေးပါလို့ American တမနာထွန်ကချီးကျူးလိုက်ပြီး Iran နေနဲ့ဘာတစ်ခုမှအဖက်ဆယ်စရာမကြံတော့တဲ့အဆင့်ထိမရောက်ခင် နှိမ့်နိုင်မှုတွေလုပ်တင်ပြီးတော့ပြောသွားပါတယ်။အီရန်ရဲ့နျူကလ িয়ার နည်းပညာမြင့်တင်မှုကိုထိန်းချုပ်ဖို့အမေရိကန်ကထိတွေ့ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီးမအောင်မြင်ခဲ့တဲ့နောက်ဇွန်၁၀နှစ်မှာအစ္စရေးကအီရန်ပိုင်နယ်တဲကနျူကလ িয়ার နည်းပညာဆိုင်ရာအဆောင်တွေစစ်ကမ်းတွေလက်နက်စနစ်တွေကိုလေကြောင်းကနေပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အစ္စရေးကအီရန်ကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်မယ်ဆိုရင် အစ္စရေးရဲ့ရှင်းတန်ရည်တည်မှုကိုချိန်ချောက်လာမှာဖြစ်လို့အဲ့ဒီချိန်ချောက်မှုကိုဖျက်ဆီးဖို့စစ်စင်ရေးလှုပ်ဆောင်တာလို့ကြေညာထားပါတယ် ညပိုင်းမှာအီရန်ကအစ္စရေးကိုဒုံးကျည်နေတဲ့လက်တုံမြက်ပစ်ခတ်လို့ဂျေယုစရီနဲ့တယ်လီဖိတ်မြို့တွေမှာထိခိုက်ပျက်စီးတဲ့အများကြီးတွေအများကြီးရှိလာပါတယ်။ CNN သတင်းဌာနကအီရန်အစ္စရေးရဲ့ပတ်သက်လို့အစ္စရေးရဲ့အမာကမဟာမိတ်အမေရိကန်သမ္မတထရန့်ကိုဖုန်းဆက်ပြီးအတာပြတဲ့ကထရန့်ကအစ္စရေးဘက်ကလည်းထောက်ခံရည်တီပါလို့ဖြေပါတယ်။နောက်ပြီးတော့အစ္စရေးရဲ့တိုက်ခိုက်မှုဟာရလပိုင်းရရန်အောင်မြင်တဲ့စစ်စင်ရေးမျိုးဖြစ်ခဲ့တယ်လို့ထရန့်ကဆိုပါတယ်။ Israel စစ်တပ်ဟာအဲ့ဒီတိုက်ခိုက်မှုမှာတိုက်လေရင်အစီး200လောက်တုံးခဲ့တာပါ ခါကအီရန်အနေနဲ့သူပြောတဲ့စကားကိုတေးကြနားထောင်ခဲ့တဲ့ကြောင့်သဘောတူညီမှုတစ်ခုရနိုင်ဖို့အီရန်ကိုသူဟာရက်60တမှတ်ပြီးစောင့်ပေးခဲ့ကြောင်းခုတော့60ရက်မြောက်နေ့ဖြစ်သွားပြီလို့ဆိုပါတယ်။တနည်းအားဖြင့်သူချိန်ပေးတဲ့တမတ်ကာလကိုမှအစ္စရေးဟာအီရန်ကိုစတင်တိုက်ခတ်လာလို့ထင်တာဆိုပါလေ။ထရန့်ရဲ့ပြောဆိုယူဆချက်တွေကြောင့်အဲ့ဒီမှာနောက်ကွယ်ကနေအမေရိကန်ရှိတယ်ဆိုတာလေဗီမာစတင်တော့လို့ထင်ရှားတယ်လို့အီရန်ကပြောပါလေ။ ခုတော့အီရန်ဟာရရနောက်မကျသွားခင်ချင်းလေးကိုနားလည်ပြီးတော့ဆွေးနွေးပွဲဇွဲဝိုင်းစီပြန်လာသိမ့်ပြီဖြစ်ကြောင်းအီရန်မှာသူတိထားတဲ့ရန်သဘောထားတင်းမာတဲ့ပုံကိုယ်တွေကတော့တေကုန်ပြီလို့ခန့်ကဆိုပါတယ်ခါအီရန်နေနဲ့ဘာမှမကြံတော့တဲ့အစင်ချီဖြစ်မသွားခင်နျူကလ িয়ার ရေဆွနေမှုသဘောတူညီမှုတစ်ခုရှောက်ဖွေသင့်နေပြီဆိုပါတယ်မဟုတ်ရင်အစ္စရေးစီကတိုက်ခိုက်မှုတွေဟာပိုပြီးကြမ်းတမ်းပြင်းထန်လာနိုင်ကြောင်းလည်းလူမှုကွန်ရက်မှာသတိပေးထားပါတယ် တဖက်မှာတော့ train နိုင်ငံကြီးဝင်ဒီမှာကိုပြည်ကသမရနဲ့ရှင်ပိုပြောပြောင်းတဲ့အုံနှုံရွေးချယ်ထားပြီးတော့ Israel က Iran ကိုတိုက်တဲ့ကိစ္စမှာ American တိုင်းရဲ့ပတ်သက်မှုလုံးဝမရှိဘူးလို့ခုချိန်ကြီးညင်းဆက်ပါ Israel က Iran ပေါ်တစ်ဖက်ကအရေးယူဆုံးဖြတ်မှုလုပ်ခဲ့ကြောင်း Iran ပေါ်တိုက်ခိုက်မှုမှာ American ကလုံးဝပါဝင်ပတ်သက်မှုမရှိခဲ့တဲ့လို့ American ရဲ့လက်ရှိဦးစားပေးရည်မှန်ချက်ဟာဒေတာတွင်ဖြန့်ကျက်ထားတဲ့ American တပ်တွေရဲ့လုံခြုံရေးသာဖြစ်တယ်လို့ Marco Rubio ကပြောသွားပါတယ်အခုလိုမျိုး Iran ပေါ် Israel ရဲ့ လေကြောင်းကြီးကြော်တက်ခတ်မှုလုံးဝလက်မခံဘူးလို့ရုရှားဘက်ကပြောပါတယ်။အီရန်ဘောလေကြောင်းကနေကြီးကြော်တက်ခတ်တဲ့အစ္စရေးရဲ့လုပ်ရပ်ကိုပြင်းထန်ကောက်ကွက်ရှုတ်ချကြောင်းရုရှားနိုင်ငံသားရဲ့ဦးကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အစ္စရေးရဲ့စစ်ရေးစွန့်စားမှုတွေဟာဒေတာရင်းတည်ငြိမ်ရေးနဲ့လူကျော်ရေးကိုချင်းချောက်စေလို့ကျူးကျော်ရန်ဆောင်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်အလုံးကိုအစ္စရေးကပဲအပြည့်အဝတာဝန်ယူရမယ်လို့ပြောပါတယ်။အီရန်ကချုပ်ချအာဏာပိုင်နိုင်ငံဖြစ်သလိုအေဂျင်စွာအနာယူအိတ်ဆက်တဲ့အီရန်ပြည်သူတွေမျိုးတွေနဲ့နျူကလ িয়ার စွမ်းအင်ဆိုင်ရာအခြေခံစောင့်တွေပေါ်တိုက်ခိုက်မှုလုံးဝလက်မခံနိုင်ဘူးလို့ ရုရှားကပြောပါတယ်နိုင်ငံတကာအနေနဲ့ဒေတာတွင်းငင်းချင်းရင်းနဲ့နိုင်ငံတကာလုံခြုံရေးကိုပြက်ပြားစေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုပြည့်ပြတ်တသားဆန့်ကျင်ကြပါလို့ရုရှားနိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးမာရီယာဇာခါရိုဘာကဆိုပါတယ်အီရန်ဘောအစ္စရေးရဲ့အဲ့ဒီလိုမျိုးတိုက်ခိုက်မှုကိုစိုးရိမ်မိတယ်လို့တရုတ်ကလည်းပြောပါတယ်နျူကလ িয়ার နဲ့စစ်ရေးဆိုင်ရာနေရာတွေပါဝင်အီရန်ကိုအစ္စရေးတိုက်ခိုက်မှုပေါ်အလေးနက်စိုးရိမ်မကင်းဖြစ်မိတယ်လို့တရုတ်ကလည်းကြေညာလာပါတယ် ။ဤဝဲချုပ်ကြအနာချိုးဖောက်မှုတွေနဲ့တင်းမောက်မှုတွေဖြေလျှော့ကြဖို့ကန့်လန့်ခဲ့ပါတယ်။တရုတ်ဘက်ကတော့ဒီလိုလုပ်ရကြောင်ဖြစ်ပေါ်လာတဲ့လေဆိုးွားတဲ့ကြိုးစက်တွေအတွက်အင်မတန်ဆိုးရိမ်ပြီးပါတယ်လို့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လင်ကျန်းကဆိုပါတယ်အရှေ့လက်ပိုင်းဒေသတွေညစ်ကြေးနဲ့ဒီငွေကိုမြင့်တင်ပြီးတင်းမမှုတွေထပ်မံတိုးမလာအောင်ရှောင်ရှားဖို့သက်ဆိုင်ရာအဖွဲ့အစည်းကိုတရုတ်ကတောင်းဆိုတယ်လို့ဆိုပါတယ်တီဟီရန်ဟာအမေရိကန်ရဲ့ဓာတ်ခတ်ပိတ်ဆို့မှုကိုတုံ့ပြန်နေတော့ပဲဖြစ်ပါတယ် တရုတ်ကသူ့ရဲ့အကြီးဆုံးကိုယ်တော်မိတ်ဘက်ဒီကရင်းနှီးဝယ်ယူသူဖြစ်အီရန်နဲ့နီကတဲ့ဆက်ဆံရေးရှိနေတာပဲဖြစ်ပါတယ်။ဒါအပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအီရန်ကိုအစ္စရေးရဲ့စတင်တဲ့ခံမှုကို ကုလရုရှားတရုတ်တို့ကအပြင်းထန်ရှုတ်ချနေတယ်လို့သိရပါတယ်။ CNN ရဲ့ရှိတဲ့လှုပ်ရှားမှုတွေများလည်းချက်ချင်းရက်တက်မှုပြောနေပါတယ်။ကုလသမဂ္ဂဆိုင်ရာတရုတ်မျိုးမြဲတဲ့ကိုယ်စားလှယ်ကလည်းလုံခြုံကောင်စီမှကျင်းပတဲ့ရှေ့လက်ပတ်ဆိုင်ရာရေးပေါ်တကဖွင့်အစည်းအဝေးမှာပြောခဲ့တာက တရုတ်အနေနဲ့ဒီကိစ္စကိုလုံးဝမထောက်ခံဘူးပြောပါလိမ့်လာဒူကူလာသမဂ္ဂဆိုင်ရာရုရှားသမ္မတတန်တမန်ဘာစီလီနီဗန်ညာကလည်းအီရန်နျူကလ িয়ার စေုံတွေပေါ်အစ္စရေးလေကြောင်းတစ်ခတ်မျိုးရှုတ်ချပါတယ်။အနောက်ဂျေရုဆလင်အစ္စရေးဟာအနောက်အုပ်စုနိုင်ငံတွေရဲ့ကြောထောက်နောက်ခံမှုကိုရယူပြီးတော့အခုလိုမျိုးသူတို့ကရန်ကားနေတာဖြစ်တယ်လို့လုံခြုံရေးကောင်စီစီးမားရုရှားကပြင်းပြင်းထန်ထန်ဆွဆွဲပါတယ်။ဒါဟာနောက်ွယ်ကားဆိုတာဟာအဓိကအပြင်အမေရိကန်ကိုယိညွန်းပြီးပြောတာပဲဖြစ်ပါလိမ့်။အမေရိကန်ကတော့ ခုလိုမျိုးအစ္စရေးကိုအေးအေးယူတဲ့ကိစ္စတွေမှန်သမျှလုံးဝလက်မခံဘဲဗီဒိုအာနာနဲ့ပယ်ချနေတော့မှဖြစ်ပါတယ်။ကုလသမဂ္ဂထရီတွင်မှုချုပ်အန်တိုနီယိုဂူရက်စ်ကတော့လက်ရှိဖြစ်နေတဲ့ကိစ္စတွေကိုလုံးဝစိတ်မကောင်းကြောင်း တင်းမမှုကိုရှော့ချဖို့အစ္စရေးနဲ့အီရန်အနေနဲ့လှုပ်တင်ကြောင်းပြောပါတယ်။လိုအပ်ပါကမိမိအနေနဲ့ဂျာဝင်ပြီးတော့စစ်ဆက်ဆွေးနွေးညှိနှိုင်းပေးမယ်လို့ဆိုပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার စေုံတွေကိုပုံကျတဲ့အီရန်ကလည်းတယ်လီဗီမျိုးတော်ကိုဒုံးကျင်တိုက်ခိုက်တဲ့တော်သင့်ပါပြီ။ရတန်းအမချင်းရောက်ပါပြီ။ငင်းကြီးနဲ့တနမန်နီလောက်ကိုပဲတုံးကြပါလို့ဂူဒါရက်စ်ကပြောပါတယ်။ လက်ရှိမှာတော့အစ္စရေးနဲ့အီရန်တို့ဟာဒုံးကျည်တွေနဲ့ပြန်လည်ဆက်လက်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်စေဖို့နျူကလ িয়ার စေုံတွေအပြင်းထန်တိုက်ခိုက်ပြီးနောက်အီရန်ကလည်းပယ်ထိန်ဒုံးတွေနဲ့ပြန်လည်တိုက်ခိုက်ပါတယ်။အစ္စရေးရဲ့အကြီးဆုံးမြို့တွေပြတဲလ်ဘီနဲ့ဂျေရုဆလင်မှာအီရန်ရဲ့ဒုံးကျည်တွေကြောင့်လူကြောင်ရတတိပိချက်တွေလက်ထွက်ပေါ်နေပြီးဒေသခံတွေဟာတိတ်ရှောင်နေရပါတယ်။အီရန်ဒုံးကျည်တွေကိုတားဆီးဖို့အစ္စရေးရဲ့လူကြောင်ရကောက်ဝဲစနစ်တွေလှုပ်လှုပ်ခဲ့တယ်လို့ဆိုရမှာပါ။ ကယ်ဆယ်ရေးဖွဲ့တွေကတော့နိုင်ငံတကာရှိနေရာအနှံ့အပြားမှာဒုံးကျည်ကြောက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးအသေးပြောက်မရသေးမသိရသေးဘူးလို့ပြောပါတယ်ဒီတော်တွင်ယူနိုက်တက်မြို့ဒီဟီယမ်မှာလည်းအစ္စရေးအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ဒုံးကျည်တန်တွေညံနေပါတယ်ဂျေရန်ဟာ မနေ့ကလည်းဒုံးကျည်အစင်းတရားထက်မနည်းပြစ်ခတ်ခဲ့ပြီးအများစုကို ကြားဖြတ်ဟန်တောင်းနိုင်ခဲ့တယ်လို့အစ္စရေးကပြောပါတယ်။တကယ်တော့အစ္စရေးကိုဒုံးကျည်အစင်းတစ်ထောင်နဲ့ပြစ်ဖို့အီရန်ရဲ့ဘာသာရေးခေါင်းဆောင်ကြီးအရာဒူလာအလီခါမီနီကမိန်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အစ္စရေးရဲ့အစွမ်းထက်တဲ့လေကြောင်းအကွယ်ရေးစနစ်တွေကြောင့်အီရန်ဒုံးကျည်တွေဟာထင်သလောက်မတိုးပေါက်ခဲ့ဘူးလို့သိရပါတယ်။အစ္စရေးကတော့မိမိတို့အနေနဲ့ဆက်လက်တိုက်ခိုက်နေအောင်မယ်ဆိုပြီးပြောပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့အီရန်အနေနဲ့နျူကလ িয়ার ရည်မှန်းချက်ကိုစွန့်လွှတ်မှုမရှိမချင်းမိမိတို့ကတော့တိုက်ခိုက်မယ်လို့ပြောပါလိမ့်။လောလောဆယ်မှာအီရန်ဘက်ကအပြန်အလှန်တိုက်ခိုက်မှုကြောင့်အီဇစ်ဘက်မှာလည်းလူ3ဦးသေပြီးတော့လူ150ကျော်ဒဏ်ရာရတယ်ဆိုပြီးတော့တရုတ်ရှင်ဟွာသတင်းဌာနကပြောပါလိမ့်။အခုလိုမျိုးစစ်ပွဲတွေကိုရတန်းကရက်တင်တယ်လို့တရုတ်သမ္မတရှီကျင်းဖင်ကပြောပါတယ်။ကမ္ဘာကြီးဟာခြေနေပုံမှုဆိုးဝါးလာပါလေ ်ဒီလိုအခြေအနေပုံမဆိုးရလာတဲ့အတွက်ကြောင့်နှစ်ဖက်လုံးကတိုက်ခိုက်မှုတွေကိုရပ်တန့်ရမယ်လို့ပြောပါတယ်လောလောဆယ်မှာလူသုံးဦးတည်ပြီးတော့လူ150ကျော်ထဏ်ရခဲ့တယ်လို့ Israel Media တွေကဇွန်လ14ရက်နေ့ကထုတ်ပြန်ကြေညာသိရပါတယ်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေကရှိနေပြီး Israel ကတော့ Iran ကိုနောက်ထပ်တိုက်ခိုက်သွားဖို့ကြေညာထားတာပဲဖြစ်ပါတယ် အီရန်နဲ့အစ္စရေးပြည်ပကကြောင့်အာရှမှာရှယ်ယာဈေးတွေကျပြီးတော့ရေနံဈေးကတော့ခုန်တက်နေတယ်လို့သိရပါတယ်။ရေနံဈေးပြက်လက်မှုတွေလည်းဖြစ်သွားမှာကိုစိုးရိမ်နေတယ်လို့ Nikkei Asia ကဖော်ပြပါတယ်။ဂျပန်နိုင်ငံမှာယန်းငွေကြေးကလွယ်ပြီးအာရှနိုင်ငံများစုရဲ့သုံးငွေကြေးတွေကတန်ဖိုးတွေဟာတော်တော်လေးကိုကျဆင်းနေတယ်လို့သိရပါတယ်။ဒါအပြင်ရွှေဈေးကလည်းတော်တော်လေးကိုမြင့်တက်နေတယ်လို့သိရပါတယ်။